မလ28ရက်နေ့လယ်ပိုင်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလင်ကြောင့်အိမီဂျင်းထိုင်းနဲ့ဗီယက်နမ်တို့ထိတက်ရောက်မှုရှိခဲ့ပါတယ်။ငလင်ကြောင့်ဘန်ကောက်မြို့မှာဆောက်လုပ်နေစဉ်အထက်မြင့်စာအုပ်ပြိုကျမှုမှာတော့ဒါဇင်နဲ့ချီတဲ့လူမားတွေပိတ်မိနေခဲ့တယ်လို့သိရပါတယ်။ပြင်းအားခုနှစ်သမှခုနှစ်မကနီကျူးရှိတဲ့ငလင်ကြီးဟာအနက်တိတ်အနေထားနဲ့သခိုင်းမြို့အနောက်မြောက်ဘက်ကိုဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့အမေရိကန်ဘူမိတိုင်းတာရေးဖွဲ့ USGS ကဆိုပါတယ်။ မန္တလေးမြို့မှာရှိတဲ့ဗလီတလုံးတစ်စိတ်တပိုင်းပြူချမှုကြောင့်အနည်းဆုံးလူသုံးဦးတိဆုံးခဲ့ရတယ်လို့သိရှိထားရပါတယ်။မန္တလေးမြို့ကတွင်တဲ့ဆိုရှယ်မီဒီယာပို့တွေမှာတော့မြို့တခွင်ကလမ်းတွေပေါ်မှာပြိုကျနေတဲ့စာအုပ်တွေပျက်စီးပြီးပြန်ကျင်းနေတာတွေ့မြင်ရပါတယ်။ငလင်လှုပ်ခတ်ချိန်နေပြီးတော့မြို့သားပြတိုင်းမှာရောက်ရှိနေတဲ့စာနှစင်းဖွဲ့ကတော့အစာအုပ်လုံရန်ပြီးမျက်နှာချက်အစိတ်ပိုင်းတွေပြုတ်ကျတာတွေကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ငလင်ကြောင့်ပြတိုင်းအနီးနားမှာရှိတဲ့လမ်းတချို့ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ငလင်လှုပ်ခဲ့ပြီးတဲ့နောက်မှာ ီပြီးတော့ကစေးုံစီကိုသွားတဲ့လမ်းတစ်လျှောက်မှာလမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ရတာပါစေးုံမှာလည်းတိကြိုက်ပစ္စည်းမှုတွေရှိခဲ့တယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်မြန်မာအာဏာသိမ်းစစ်ကောင်စီကတော့ရှရှပပနိုင်ငံတကာကနေလူသားချင်းစာနာမှုအကူအညီတောင်းခံလိုက်ပြီးဒေသ6ခုမှာနိုင်ငံတော်အရေးပေါ်ချီနေကြေညာခဲ့ပါတယ်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှူးကြီးမြောက်လိုင်းကဒဏ်ရာရသူတွေကိုကုသပေးနေတဲ့နေပြည်တော်ကစေးုံတစ်ခုစီရောက်လာတယ်လို့ဆိုပါတယ်ဗန်ကောက်မြို့မှာလည်းဆောက်လုပ်နေတဲ့အထက်30မြင့်အဆောက်အဦပြိုကြလို့ လူသမား53ယောက်ပြင်းပနေတယ်လို့ရဲနဲ့စေးပွဲတွေကပြောပါတယ်။အနည်းဆုံးလူတဦးသေဆုံးပြီးအဆောက်အဦပျက်စီးပုံတွေအောက်မှာပြင်းပနေတဲ့ဒါဇင်နဲ့ချီတဲ့လူသမားတွေကိုကယ်ထုတ်နေတယ်လို့ထိုင်းမျိုးသားအရေးပေါ်ထားစေတနာကဆိုပါတယ်။လူလျင်ကျောက်ဘန်ကောက်မြို့မှာရှိတဲ့မြေပေါ်မြေရောက်ယထာလမ်းပိုင်းအလုံးကိုရဆိုင်ထားပြီးဝင်းကြီးချုပ်ကနိုင်ငံတော်အရေးပေါ်ချီနေကြေညာခဲ့ပါတယ်။ BNN နိုင်ငံဟန်တိုင်းမြို့မှာတော့ငလင်လောက်ခတ်ပြီးချိန်မှာယာနဲ့ချီတဲ့လူတွေဟာအထက်မြင့်ဆောက်ဦးတွေကနေပြေးထွက်လာခဲ့ကြရပါတယ်။ မလွင်လိုင်းကိုတရုတ်နောက်တောင်ဘက်ကယူနယ်ပြည်နယ်အထိပါခန်းစားခဲ့ရတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကအခုလိုငလင်းတွေလှုပ်ခတ်မှုတွေကမကြာခဏဖြစ်ပေါ်တတ်လေးရှိပြီးပြည်ဟာခုနှစ်မဂနီကျူးနဲ့အထက်ငလင်း6ကြိမ်လောက်သာမြန်မာနိုင်ငံကအခုလိုငလင်းတွေလှုပ်ခတ်မှုကမကြာခဏဖြစ်ပေါ်တတ်လေးရှိပြီးပြည်ဟာခုနှစ်မဂနီကျူးနဲ့အထက်ငလင်း6ကြိမ်လောက်ဟာ1930ကနေ1956ခုနှစ်တွင်နိုင်ငံဗဟိုကို မြောက်ကနေတောင်ထိသွေတန်းနေတဲ့သခိုင်းပြည့်ရှိကျော်နီးမှာဖြစ်ပေါ်လေးရှိတယ်လို့ USGS ကဆိုပါတယ်။ပြီးခဲ့တဲ့2016ခုနှစ်တုန်းကလည်းပကံမြို့မှာပြင်းအား6.8အဆင့်ရှိပြင်းအားငလျင်တစ်ခုတုတ်ခတ်ခဲ့လို့လူသုံးဦးသေဆုံးခဲ့ရပါတယ်။